ဲ့မိတ်ဆွေများအားလုံးပဲเนาะကျွန်တော်ရဲ့ THK Electronic YouTube Channel မှာ Subscribe လုပ်ပြီးတော့ပင်ရောက်လေ့လာကြည့်ရှုအားပေးသမှုပြုနေကြတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့ကျွန်တော် THK Electronic ကနေပြီးတော့ဆုမွန်ကောင်ပို့သပါရเนาะတော့ဒီနေ့เนาะဒီမှာဒီရလေးတစ်လုံးတော့ကျွန်တော်တို့ပြင်ရမယ်ပေါ့เนาะ စနော့နော်မဝေါကင်ဘိုးဒိတ်က3.7ဘိုးဆိုတော့သူကလစ်သီယမ်ဘက်ထရီလေးနဲ့လှုပ်လှုပ်တာပေါ့နော် input က5ဘိုးနော် input က5ဘိုး input 5ဘိုးဆိုတော့ကျွန်တော်ဒီမှာဒီမှာကြည့်လိုက်မှာဖုန်းအသွင်းနော်တိုက်စီကောင်းတဲ့အသွင်းလေးပြီးအသွင်းမှာပေါ့နော်5ဘိုး1 ampere နော် rated power 5 watt နော် rated power fiber ဆိုဒီပန်ကလေးက fiber ဆွဲတော့ဗောဗျာနော်အများဆုံး fiber အထိဆွဲမယ်အဲ့တော့သူ့ရဲ့ error ကိုကျွန်တော်တစ်ချက်စစ်ကြည့်အောင်ဒီမှာ cloud လေး power button လေးပါဒါ1နော်မီးတော့အချက်ပြမီးတော့လင်းတယ်ဒါပေမဲ့မလဲဘူးပန်ကမလဲဘူးနော်2အ2လဲအချက်ပြမီးပြောင်းတယ်ပန်ကမလဲဘူး3အ3လဲအချက်ပြမီး လင်းတယ်ပေါ့နော်သုံးချက်စလုံးအချက်ပြပြီးလင်းတယ်ဒါပေမဲ့ပန်ကမလဲဘူးဟုတ်ပြီအဲဆိုရင်အပင်ကျိုးထိုးကြည့်မယ်အပင်ကျိုးထိုးကြည့်မယ်ဆိုတော့อืมဒီမှာနော်အပင်နဲ့မီးလဲလင်းတယ်မီးနီလင်းတယ်အပင်မီးနီလင်းတယ်ဒါဆိုအပင်နဲ့အပိုင်းလဲကောင်းတယ်ပေါ့ဗျာ ်နော်အကျမ်းပြအဖြစ်ဆုံးဖြတ်ကြမယ်ဆိုသူရတိဆောက်ပုံအရင်ကြည့်မယ်ကျွန်တော်ဘယ်လိုဖြုတ်ရင်ရမှာလဲအင်းအော်အဲ့ဒါဒီမှာစကူလေးလေးလုံးရှိမယ်။မနှလုံးဒီမှာနှလုံးလေးလုံးရှိမယ်။အဲ့ကောင်ဖြုတ်လိုက်မယ်နော်။ကြက်စကူဖြုတ်တာတော့စကူဖြုတ်တာတော့နည်းနည်းကြော်လိုက်တယ်ဗျာနော်။ စကူထုတ်တော်နဲ့ကြော်လိုက်တယ်တဲ့အာတော်မကလောက်တပဝါကလောက်ဒီနားမှာတတ်တာတော့ဖြုတ်ကြဲကွာသူရအထိုင်ပုံစံလဲကြည့်ရမယ်ဒီလိုတတ်ထားတာနော်သူကဒီလိုတတ်ထားတာမာကော့ကော့အထက်ကလေးရှိတယ် ေးကြည့်လို့ဒါဘက်ထရီဝင်ပေါ့ဗျာနော်ဒါဘက်ထရီဝင်မိုးကောင်းနေလို့ဗျာနည်းနည်းတော့အတန်ပိုင်းဆန်ရအောင်နည်းနည်းတင်းကြီးခံကြပါနော်မိုးကကောင်းနေမိုးပေါ်မိုးမိုးကြတဲ့အတန်စူးနေတယ်နဲ့တူဒါဘက်ထရီအဝင်ဒါဘက်ထရီအဝင်ဒီမှာကျွန်တော်တို့မျက်မြင်ကြည့်မယ်ဆိုလို့ရှိရင် နော်ဒီမှာ cloud နှိပ်ကြည့်လိုက်အော်ဒါဆိုဒါဒါ number 1 mi နောက်တစ်ချက်နှိပ်မယ်ဒါ number 2 mi အဲဒါဆို number 3အဲဒီမှာ led လေး3လုံးပါတယ်ဒီမှာ led လေးအချက်ပြ led လေး3လုံးပါတယ် speed 1 2 3ဟိုကိုစားပြုတယ်အချက်ပြ led လေးပေါ့ဗျာဒီ led လေး3လုံးပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါက power switch ပေါ့ဗျာဒီမှာ ic တစ်လုံးပါမယ် အစီတလုံးကနံပါတ်တွေပါလဲမတွေ့အောင်เนาะဒါပေမဲ့ကျွန်တော်တို့ကနော်စကစ်ဒိုင်ဂရမ်ပလန်လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကခံမှန်းလို့ရမယ်เนาะပစ္စည်းတွေအလုံးလုံးပုံသိပြီဆိုရင်เนาะအခြေခံအားဖြင့်သိထားပြီဆိုလို့ရှိရင်ကျွန်တော်ပြောပြောနေတယ်အခြေခံမိုင်းဆိုင်ရာပြည့်စုံထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပလန်ကြည့်တာနဲ့ဒီကောင်ဘလို့လုတ်လုတ်တယ်ဒီစကစ်ဘလို့လုတ်လုတ်တယ်ဆိုတာကျွန်တော်တို့ကဖတ်လို့ရမယ်မှန်းဆပြီးတော့အနည်းဆုံးကောက်ချက်ဆွဲလို့ရမယ်เนาะ ဲ့တော့ကဲဒီမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်ဒါကကျွန်တော်တို့ USB အာဖုန်းဖုန်းအပင်းပေါ့ဗျာတိုက်စီပေါ့ဗောတိုက်စီပေါ့ရနေပြီးတော့ဒီမှာခြင်ငုတ်၅ပင်ပါတဲ့ IC လေးရှိမယ်အဲ့၅ပင်ပါတဲ့ IC လေးကဒီဘက်၂ပင်ဘက်ကိုတပင်ရဂရောင်းเนาะတပင်ရ fiber ဝင်မယ်အဲ့ပြီးရင်ဒီဘက်၃ပင်ဘက်ကဒီဘက်အစွန်ပင်ကเนาะဒီတိုင်းကြည့်မှဆိုရင်ဒီဘက်အစွန်ပင်ကဒီဘက်၃ပင်ဘက်ကเนาะဒီဘက်ကနေရော အစွန်မရနေပြောတရဘက်ထရီအပေါင်းကုန်းနဲ့ဆက်ထားတယ်နော်ဟို3 by 7ဒါဘက်ထရီဆွက်ကဘက်ထရီဆွက်ကအပေါင်းကုန်းနဲ့အပေါင်းကုန်းနဲ့ဆက်ထားမယ်ဟုတ်ပြီနော် ground line ကဒါဒါတိုက်စီပေါက်ရတဲ့ဒါကိုရီးယားလည်း body body ကလည်း ground ပဲ ground ပလန်ကဒီမှာအပြားအကြီးပဲနော်အပြားအကြီးပဲသွားတာနော်ဒီအောက်ကနေသွားပြီးတော့ဒီတော့မဝင်ဘူးနော်ဒီတော့မဝင်ဘူးဒီတော့မဝင်ဘူးနော်ဒီအောက်မြုပ်သွားလို့မဝင်ဘူးသူကဒီလိုလာတာ နော်ဒီလိုလာတာဒီဘက်ထရီအနှုတ်နဲ့လာပြီးတော့ပေါင်းတာနော်အဲ့တော့ကျွန်တော်တို့ကမီတာနဲ့တိုင်းကျင်သိရမယ်ပက်လန်းဘယ်လိုဘယ်လိုသွားတယ်ဆိုတာဒါမျက်မြင်နဲ့ကျွန်တော်တို့တိုင်းကြည့်တယ်မျက်မြင်ကိုပက်လန်းကိုလိုက်ကြည့်တာပက်လန်းကြည့်တယ်ပက်လန်းကြည့်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့ပက်လန်းကိုကြည့်တာနော်ပြီးရင်ကျွန်တော်တို့ကတဲ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီဒီ IC ကဒါအချက်ပြ IC ရဲ့ဒီဘက်ချီငုတ်လင်းငုတ်ကတငုတ်ကဒီ ငါးပင် IC ရအလဲငုတ်ကနေပြီးတော့ဝင်တယ်တစ်ချက်ဝင်တယ်เนาะပြီးရင်ကျန်တဲ့သုံးငုတ်ကဒီ LED ရဲ့ဒီအချက်ပြ LED လေးတွေသုံးလုံးသုံးလုံးကိုကျန်တဲ့သုံးငုတ်ကဆက်ထားတယ်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဘလို့အပိတ်ခွင့်လုပ်လဲဆိုတော့ဒီကောင်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ transistor လေးတွေ့ရမယ်เนาะ SMD transistor လေးတိတိမုံမုံလေးသူလည်းနံပါတ်ဖတ်မရဘူးနံပါတ်ဖတ်မရတဲ့ transistor ဖြစ်လင့်ကစားเนาะကျွန်တော်တို့ကသူ့ရဲ့ အဝင်ထွက်ငုတ်တွေကိုတိုင်းကြည့်တာနဲ့ transistor ဆိုတော့သူကချင်းငုတ်၃ငုတ်ပဲပါမယ်ဗျာနော်ချင်းငုတ်၃ငုတ်ပဲပါမယ်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးဘယ်ချင်းငုတ်ကိုရှာရမလဲဆိုတော့နော်အရင်ဆုံးဘယ်ချင်းငုတ်ကိုရှာရမလဲဆိုတော့ဒီ IC ကနေပြီးတော့ကျွန်တော်တို့ base port လမ်းပို့မှာဒီ transistor ကိုဒီမှာပလန်လေးတစ်ခုတွေ့ရလိုက်မယ်ဒီမှာပလန်လေးတစ်ခုနော်ဒီမှာပလန်လေးတစ်ခုတွေ့ရလိုက်မယ် ောက်ဒီမှာပလန်လေးတစ်ခုတွေ့ရမယ်ဒီမှာ IC ရဲ့ပင်နံပါတ်အဆက်ကလေးရှိတဲ့ဘက်ကနေကြည့်မယ်1 2 3ဒီ IC ရဲ့ပင်3ရနေပြီးတော့ defense sister ကိုဝင်လာတယ်ဆိုတော့အဲပင်3ရနေပြီးတော့ base ball ပေးတယ်ဆိုတော့ကျွန်တော်တို့ကတွက်လို့ရပါပြီเนาะ circuit diagram ကိုကျွန်တော်တို့ပလန်ကြည့်တက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုတွေတွေးခေါ်ယူလို့ရပါမယ်ဒါဆို base ball ဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะဒီမှာဒီမှာ ground ပလန်ကြီးမှာ defense sister လေးအချင်းငုတ်တုတ်ချတာပြီအဲအဲ့တော့ဒီတငုတ်ကသေချာတယ်ဒီပန်ကရဲ့ ဒီပန်ကရဲ့နော်ဒီပန်ကရဲ့မော်တာကွိုင်ငုတ်ကိုမော်တာကျုံးငုတ်ကိုဒီမှာပန်ကရဲ့မော်တာကျုံးငုတ်နှစ်ဆကျုံးငုတ်ကိုသွားတော့မယ်နော်အဲအဲ့တော့ကျွန်တော်တို့ကဘေးစငုတ်ကိုတိသွားပြီဗျာမီတာနဲ့မတိုင်းမနဲ့ဘေးစငုတ်ကိုတိသွားပြီဒီ IC ကသွားတဲ့ပန်လန်းကိုကြည့်ပြီးတော့ဘေးစငုတ်ကိုတိသွားပြီအဲဆိုရင်ဒီမှာ ground ကိုလည်း main ground ကြီးကလည်းတစ်ချက်ချတာပြီဆိုတော့သူကဒီပန်ကဟိုပဲတငုတ်ကသွားတော့မှာနော်အဲ့တော့နောက်တော့ ကျွန်တော်တို့ကတွေးကြည့်မှဆိုဂရောင်းချတာပြီဆိုတဲ့ကွာเนาะဒီမှာဂရောင်းချတာပြီဆိုတဲ့ကွာကျွန်တော်ကဘာဖြစ်လဲဒီဂရောင်းကဒီဂရောင်းကဘာဖြစ်လဲဒီဂရောင်းကဒီဆွက်ကုတ်ကိုစီးမှာဆိုတော့သူကဘာလဲအနှုတ်လိုင်းပေါ့ပန်ကောက်သွားတဲ့အနှုတ်လိုင်းကိုအနှုတ်လိုင်းကိုသူကအပိတ်ခွင့်လုပ်တဲ့ transistor ဆိုတာကျွန်တော်တို့ကသိသွားပြီเนาะဒါပန်လန်းကိုကြည့်ပြီးတော့ပဲကျွန်တော်တို့ကဆုံးဖြတ်ကြတာเนาะဆုံးဖြတ်တာเนาะဆုံးဖြတ်တာเนาะအဲအဲ့လို သဘောတရားတွေရှိရယ်เนาะအခြေခံပိုင်းပြန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲစာကစ်တစ်ခုကိုကြည့်တာနဲ့ကျွန်တော်တို့ကအမြင်နဲ့တည်းပက်လန်းကိုခံမှန်းလို့ရပါပြီကဲအဲ့တော့အနှုတ်လိုင်းကိုအပိတ်ခွင့်လုပ်တဲ့ဆိုတာကိုဒီ transistor ကြည့်တာနဲ့သိပါပြီဒါပေမဲ့ဒီ transistor က PNP လား NPN လားကိုကျွန်တော်တို့ကမသိသေးဘူးเนาะမသိသေးဘူးမသိသေးဘူးဆိုတာကဒီကိုပေးတဲ့ base board ကိုကျွန်တော်တို့ကတိုင်းကြည့်ပြီးတော့မှအနှုတ်ဖို့ပေးတာလားအပေါင်းဖို့ပေးတာလားဟုတ်ပြီเนาะအဲ့ဒါကိုကျွန်တော်တို့ခွဲကြမှာအပေါင်းဖို့ပေးတဲ့ဆိုရင် MPN ပေါ့ဗျာเนาะဒီ ICR တွေအနှုတ်ဖို့ပေးရဆိုလို့ရှိရင်ဘာဖြစ်လဲ PNP ပေါ့ဗျာအဲအဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်လိုက်လေเนาะ ground line ကိုအပိတ်ဖွင့်လောက်တာ ဖြစ်တဲ့အတွက်ဘာဖြစ်သွားပြီလဲ MPN ပဲဖြစ်တော့မယ်ဟောเนาะအဲ့လိုနီးစနစ်နဲ့ကျွန်တော်တို့ခွဲခြားလို့မရပါဘူးလား MPN လား PNP လားဆိုတာကိုကျွန်တော် plan ကြည့်ရုံနဲ့မီတာမကင်မဲနဲ့ကျွန်တော်တို့က လန်းကြည့်တက်ပြီး diagram ဖတ်တက်ပြီးဆိုရင်ကျွန်တော်တို့ကမသိပါဘူးလားသိပါပြီเนาะဒါ ambient transistor ဒါနံပါတ်လည်းကျွန်တော်လည်းမတွေ့ရဘူးမှန်ဘလူးနဲ့ဆွဲကြည့်လည်းမတွေ့ရဘူးเนาะမှန်ဘလူးနဲ့ဆွဲကြည့်လည်းမတွေ့ရဘူးတိတိလေးမှတိတိလေးတွေပါဗျာเนาะအဲ့တော့အနှုတ်ဖို့တို့တော့သိသွားပြီဆိုတော့သိကြပြီเนาะဘာသိကြပြီလဲဆိုတော့အနှုတ်ဖို့ကိုဆွတ်လောက်တာဒီ transistor ကို switch အနေနဲ့တုံးတာ transistor တွေကိုဘယ်လိုနေရာတွေမှာသုံးမလဲဆွတ်အဖြစ်နဲ့သုံးမယ် amplifier เนาะချက်ထွင်မှုအပိုင်းမှာသုံးမယ်เนาะအဲ့နှစ်နေရာမှာသုံးမယ်เนาะ transistor တွေကိုအဲ့တော့ကျွန်တော်တို့ကဒီမှာကအပိတ်ဖွင့်နေရာမှာသုံးလဲဆိုတော့ဒီကောင်က switch သဘောတရားသုံးတာလားဒီ transistor လေးကိုဒီကခလုံးနှိပ်လိုက်ပြီး ICU bus ပေးလိုက်ပြီးဆိုတာနဲ့သဘောကတော့ဒီ transistor IC ကနေပြီးတော့ IC ရပင်3ရနေပြီးတော့ဒီ transistor လေးကို baseball လမ်းပွေးတဲ့အချိန်မှာဒီ ground ကကာရန်ကဒီဘက် ground ကိုဆက်သွားတယ်အဲ เนาะအဲ့တော့အခုဒီမှာအကုန်လုံးဒီမှာ IC ရလဲဒီမှာနှိမ့်ဖြစ်တယ်ဆိုတော့ IC ရလဲဒီမှာအချက်ပြမိတဲ့အကုန်ကောင်းတယ်ဗျာအဲ့တော့ကျွန်တော်တို့ကလက်တွေ့သိကျင်နေဆိုရင် Facebook ရောက်မရောက်ကိုပဲကျွန်တော်တို့ကတိုင်းကျင်ဒီ transistor ကောင်းမကောင်းသိပြီเนาะ Facebook ရောက်ရတာနဲ့ဒီ ground ကိုဒီ transistor ရဲ့ဒီဘက်ကိုမပို့တာဆိုလို့ရှိရင်เนาะဒီ ground က transistor ရဲ့ဒီကိုမရောက်တာဆိုလို့ရှိရင်ဘာဖြစ်လဲ ကျွန်တော်တို့ဟိုနေ့ဖြစ်ပြီပေါ့ဒီထားစစ်စရာပြတ်တယ်လို့ကျွန်တော်တို့ဆုံးဖြတ်လို့ရပါပြီပေါ့နော်ဒါမီတာနဲ့မတိုင်းခင်နော်ဘယ်ဘန်းကိုလိုက်ရမလဲဆိုတာကိုကျွန်တော်တို့ဒိုင်ဂရမ်ကိုကြည့်ပြီးတော့စာကစ်ဒိုင်ဂရမ်လို့ကြည့်ပြီးတော့ကျွန်တော်ခွဲကြတဲ့နီနော်ဟုတ်ပြီအဲ့တော့ဒီထားစစ်စရာလောက်တာမှန်းလည်းသိသွားပြီအပေးခွင့်လောက်တာမှန်းလည်းသိသွားပြီအဲ့တော့ ground line ကိုဒီထားစစ်စရာလေးကအပေးခွင့်လောက်တယ်ဆိုတော့သေးကြပြီအပေါင်း line ကိုသူကတလိုင်းကိုပဲအပေါင်းနဲ့အနှုတ်အပေါင်းနဲ့အပိတ်ဖွင့်လုံလားအနှုတ်နဲ့အပိတ်ဖွင့်လုံလားဒါပဲရှိတယ်လေ အဲ့တော့အနှုံးနဲ့အပိတ်ဖွင့်လောက်တာဒီ transistor လေးကအပိတ်ဖွင့်လောက်တာမှသိသွားပြီဆိုရင်ကျွန်တော်တို့ဒီပန်ကမော်တာကိုနော်ဖန်မော်တာကိုအပေါင်းဖို့ကဓာတ်ရရောင်းနေရမယ်။ဟာအဲ့သဘောတရားမသိသွားဘူးလား။သိသွားပြီနော်။အဲဟုတ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါကျွန်တော်တို့ circuit ကိုကြည့်ပြီးတော့တွေးခေါ်ယူတာနော်အဲ့တော့ကျွန်တော်တို့ဒီမှာပန်ကပိတ်ထားမယ်။လက်တွေ့မီတာနဲ့တိုင်းကြည့်မယ်။နော်ကျွန်တော်တို့ယူဆလိုက်တာကဘာဖြစ်လဲ။ဒီပန်ကောင်ကို ီ transistor လေးကလေစံငါရဲ့အနှုတ်ဖို့ကိုအပိတ်ဖွင့်လုပ်ပေးတာဖြစ်တဲ့အတွက် အပေါင်းဖို့တစားကတော့တိုက်ရိုက်ရောက်နေရမယ်ဒီဘက်ထရီကနေအဲ့တော့ရောက်မရောက်ကျွန်တော်တို့တိုင်းကြည့်မယ်โอ้โมอะไรก้องเลยเฮ้เนาะไอ้ดอกแกเนาะเดี๋ยวมามีเตาดีซีสเกลมาท้าไล่มามีเตาดีซีสเกลมาท้าไล่มา တွေ့ရမှာဆိုတော့ဟောဟုတ်ပြီမီတာဒီစီစကင်းမှာထားပြီးတော့ကျွန်တော်တို့ကဗာမဲဆိုတော့ဂရောင်းမှာဂရောင်းမှာကျွန်တော်တို့ကပုံတွေထောက်ထားလိုက်မယ်ဂရောင်းဆိုတာဒီပလန်းကြီးမှာဒီပလန်းကြီးရောဒီဘော်ဒီရောအတူတူပဲအဲ့တော့ဂရောင်းကိုထောက်ထားလိုက်မယ်နော်ဂရောင်းထောက်ထားလိုက်ပြီးတော့ကျွန်တော်တို့ခုနတွေးခေါ်ယူလာတာအမှန်မှန်မှန်ကိုကျွန်တော်တို့ဒီနှငုတ်ကိုတိုင်းကြည့်မယ်ဒီငုတ်မှာရောက်နေလားဘယ်နှဘိုးရောက်နေလဲနော် ံဃာရဒီဘက်ကောင်းမှာဘယ်နှံဘိုးရောက်နေလဲဟောနမနောမိန်ကတော်ကနေထောက်ပြီးတိုင်းလိုက်တာ3ဘန်3ဘိုးရောက်နေတယ်နော်ဒီဘယ်ထရီရဲ့ဘိုးကိုတိုင်းကြည့်မယ်ဟောဘယ်ထရီရဲ့ဘိုးကသူ3ဘိုး5ဘိုးသေးကြပြီတွေ့လားဒီမှာဒိုင်းဟိုတစ်လုံးနဲ့နော်ဒီမှာဘယ်ထရီရဲ့အပေါင်းလိုက်ရနေပြီးတော့ဒိုင်းဟိုတစ်လုံးနဲ့ဒီကိုပေးထားတယ်3ဘိုး5ဘိုးတဘောကတော့ဗျာဟောတဘောကတော့ဗျာဟိုဘယ်ထရီရဲ့ဘိုးကို အပေါင်းဖို့ဒီပန်ကမော်တာအပေါင်းစားကိုဓာတ်ရိုက်ပေးတာပဲเนาะသဘောတရားအဲ့ဒါပဲအဲအဲ့တော့ဟုတ်ပြီမောင်းစားပေးတာအဲ့တော့ကျွန်တော်တို့ကဒီပန်ကမော်တာရဲ့အနှုတ်စနဲ့ဒါအပေါင်းစားကိုသိသွားပြီဆိုတော့ကျွန်တော်အနှုတ်စကိုထောက်ပြန်ထောက်မယ်ပန်ကမော်တာရဲ့အနှုတ်စကိုထောက်မယ်ဘက်ထရီကိုတိုင်းကြည့်မယ်ဘက်ထရီကိုတိုင်းကြည့်မယ်မပြဘူးသဘောတရားเนาะစကစ်လိုက်တယ်ဆိုတော့သဘောတရားအဲ့ဒါပဲ နော်မပြရဘူးနော်အဲပြရလားမပြရဘူးဘာလို့မပြရတာလဲဒီ transistor ဖွင့်မှဒီ transistor ဖွင့်မှဒီဒီကို ground ရောက်มาလေဒီ ground ပတ်လန်းကဒီ ground ပတ်လန်းကနော်ဒီကိုစီးมาလေဟုတ်ပြီနော်ဒီကိုစီးมาလေဟုတ်ပြီနော်အဲအဲ့တော့နော်ပရမာဆုံးကျွန်တော်တို့ကအပေါင်းဖို့ရောက်နေတာသိအောင်လို့ main ground နဲ့ main ground နဲ့ကျွန်တော်တို့ကဒီကိုတိုင်းလိုက်မယ်အပေါင်းအောင်တိုင်းလိုက်မယ်ဟောနော်ရောက်ရောက်နေပြီဗတိဖို့အပေါင်းဖို့ရောက်နေပြီသူက ဒီအဲ့တော့เนาะကျွန်တော်သဘောတရားတော့ဗျာเนาะဒီပန်ကကျွန်တော်တို့ပန်ကရဲ့အနှုတ်ဆနဲ့အနှုတ်ဆနဲ့ဘယ်ထီနဲ့တိုင်းလိုက်လို့ရှင်မပြောက်ဆိုတဲ့ကွာသူကဘာဖြစ်လဲเนาะမမပြောက်ဘူးเนาะမီတာကိုကြည့်เนาะမပြောက်ဘူးမပြောက်ဆိုတဲ့ကွာသူကဘာဖြစ်သွားပြီလဲဆိုဒီ transistor လေးကဒီ ground line ကြောင့်အပိတ်ဖွင့်လုပ်ပေးတာ ground line ကြောင့်အဖြတ်တောက်လုပ်ပေးတာ ဟုတ်ပြီနော်ဒီ transistor ပွင့်မှာသူကအဲ့မှာအဲ့တော့သိပြီဆိုတဲ့ကွာကျွန်တော်တို့ကဒီ transistor ပြတ်တယ်ဆိုတာသိကြသွားပြီနော် transistor ပြတ်လားဒီက base board မရောက်တာလားဆိုတာသိအောင်လို့ကျွန်တော်ကဘာတဆင့်လောက်ကြည့်မယ်ဆိုတော့ဒီ IC က base board ထုတ်ထုတ်မထုတ်နော် IC ကနေပြီးတော့ transistor ကို IC ရဲ့ pin 3ကနေပြီးတော့ base board ထုတ်တာကိုလည်းကျွန်တော်တို့ပလန်းကိုကြည့်ပြီးတော့ပလန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ယူဆလာပြီးပြီနော်ဒီ pin 3ကနေပြီးတော့နော်ဒါဒီတောင်လေးက pin 1 နော်ပင်1 2 3 3ရနေပြီးတော့ ICF ဒီ base mode ကိုပေးတာအဲ့တော့ကျွန်တော် cloud ဖွင့်ကြည့်မယ်နော်အခု cloud မဖွင့်ရင်ကျွန်တော်တိုင်းကြည့်လိုက်မယ်ဘိုးရောက်နေလားမရောက်ဘူးနော်မရောက်ဘူးကဲ cloud ဖွင့်ကြည့်လိုက်မယ်နော်ဒီတိုင်းမှာဖွင့်ကြည့်လိုက်မယ်ဟောမှာ1.7တဲ့နော်1.7 1.7ရောက်တယ်အဲနောက်တစ်ချက်နှိပ်ကြည့်မယ်နံပါတ်2အဲနံပါတ်2ဆိုဘိုးမြင့်ဝါ2.4တွေ့လား2.4 အဲသူက speed များများလာဆိုသူက base foot များလာတာပေါ့ဗျာဟော3နောက်တစ်ချက်နှိပ်မယ်ဟော3 by 3အဲဒါပေမဲ့ဒီက ground ကဒီကိုမရောက်ဘူးဘာဖြစ်လဲ transistor ကပြတ်နေတာเนาะ transistor ပြတ်နေတယ်အဲ့တော့ကျွန်တော်ကပိတ်လိုက်မယ် transistor တို့မို့ affinity ပေါ့ဗျာเนาะအသေးချာတော့ကျွန်တော်ဟိုနေမဖြစ်တော့ဘူးဒါသူက affinity ဖြစ်ဖို့များတယ်เนาะ mosfet mosfet ဖြစ်ဖို့များတယ် မော့ဆက်ဖြစ်ပုံများဆိုရိုးထွန်စင်စတာမဟုတ်လားပြောမော့ဆက်ဖြစ်ပုံများဘာလို့ဆို Facebook များတဲ့အတွက်ကြောင့်မလို့နော် Facebook ကတစ်ချက်နဲ့တစ်ချက်များတယ်ဆိုတော့လေနော်သူကနော်ဒီကောင်ကပြောမှဆိုရင်ဒီကောင် oscillator IC ပေါ့ဗျာနံပါတ်တော့မတွေ့ရဘူးဒါပေမဲ့ပလန်းကြည့်ပြီးဆိုကျွန်တော်လည်းနော်ပလန်းကြည့်ပြီးဆိုကျွန်တော်ဟိုနဲ့တွေးခေါ်ယူပုံယူနည်းကိုကျွန်တော်ကပြောပြတာပေါ့နော်အဲ့တော့နော်နံပါတ်တော့မတွေ့ရအောင်ဒါပေမဲ့ကျွန်တော်တို့ကနံပါတ်တွေလည်းမသိရပဲနဲ့ကျွန်တော်တို့က electronic အခြေခံ component ပစ္စည်းလေးတွေရဲ့လောလောပုံကိုသိထားပြီးဆိုရတဲ့လောလောပုံသိထားရမယ် electronic အခြေခံပစ္စည်းလေးတွေရဲ့လောလောပုံကိုသိထားရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲပလန်းကိုကြည့်တတ်ကြမယ်ပလန်းကိုကြည့်တတ်ကြမယ်ဆိုလဲဒီမှာ messy နဲ့မြင်နေရတာပဲเนาะ messy နဲ့မြင်နေရတာကိုမတဲခွဲဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမီတာနဲ့တိုင်လို့မရဘူးလားရတယ်နော်ဒါပေမဲ့မီတာနဲ့တိုင်တဲ့အချိန်မှာတော့ဟိုပလန်းကိုဘယ်သွားတယ်ဘယ်သွားတယ်အဆက်အသွယ်တိုင်ကျင်တယ်ဆိုရင်တော့ဒီ power source ကိုဖြုတ်ထားရမယ်ဒီ battery ကိုဖြုတ်ထားဖြုတ်ထားပြီးတော့ကျွန်တော်တိုင်ရမ ော့ဆိုတော့ဟိုဘိုးအားပေးသွင်းပြီးတော့မတန်းရဘူးเนาะကျွန်တော်တို့ဟိုပြောမယ်ဆိုရင် container to scale နဲ့ကျွန်တော်တို့ vessel အတန်းအမီ scale နဲ့တိုင်းမယ်ဆိုလို့ရှိရင်เนาะဒီကောင်ကိုဖြုတ်ထားရမယ်เนาะတစ်ရက်ပို့เนาะဒါပေမဲ့ဟိုပြတ်တော့မပြတ်ပါဘူးဒါပေမဲ့ဟိုဖြုတ်ထားတာတော့ကောင်းတာပေါ့เนาะပြတ်တော့မပြတ်ဘူးဆိုတာဒီဟိုဥစား battery ဘိုးက3.7ပဲရှိကြအောင်เนาะဒါပေမဲ့တေးကြအောင်လို့ကျွန်တော်ဖြုတ်ပြီးတော့မှအဆက်အသွယ်တိုင်းကြည့်လို့ရเนาะအဲ့တော့ဟုတ်ပြီ အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ drug sensor ပြတ်တာတော့တေချာသွားပြီเนาะ drug sensor တော့မဟုတ် mosset mosset ဖြစ်ပုံများတယ်เนาะ affinity လေးဖြစ်ပုံများအဲ့တော့ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့เนาะဒီ drug sensor ပြတ်တာမပြတ်တာတေချာအောင်လို့ကျွန်တော်တို့ဒီမှာเนาะဒီမှာ baseball လည်းရောက်တယ်ဗျာ baseball လည်းမှာ speed 1 2 1.6ရောက်တယ်ဟောနှစ်ဆနှစ်ဆမြင့်သွားတာဗျာ speed 2နှိပ်လို့ရှိရင်အဲ speed 2နှိပ်လို့ရှိရင်2 2 တူဖို့တာတာတော့ရောက်တယ်နော်စပီ3ဆိုရင်3ပန်3ရောက်တယ်အဲဒါဆိုလို့ရှိရင်ဘေးဆိုးပေးတာလည်းဒီ IC ကမှန်နေပြီနော်အဲ့တော့ဒီ transistor ပြတ်တယ်ဆိုတော့သိကြပါ ಯಿ အဲ့တော့ transistor ပြတ်တာပုံပြီးတော့သိကြအောင်လို့ကျွန်တော်တို့အတီးပြုတ်မယ်ဘလို့အတီးပြုတ်မလဲဆိုတော့ကျွန်တော်ဒီမှာလေဟာလာသူ့ရဲ့ပလန်းကိုတိနေပြီဆိုတော့ကျွန်တော်ဒီကောင်ကို main ground နဲ့เนาะ ground line ကိုဒီ motor ရဲ့အပေါင်းစောက်ကွိုင်စောက်ကိုသူက နော်ဒီပန်ငါရဲ့ကွင်စားနှစ်ဆရှိမယ်ရှိတော့အပေါင်းစားကလည်းဒီဘယ်ရီကတောက်ရောက်တောက်လျှောက်ရောင်းနေပြီဆိုတော့ကျွန်တော် ground ဆောက်ဆက်ပေးကြည့်မယ်ဒီ transistor အလုံးလုံးတဲ့အနေနဲ့ပေါ့ဗျာအမှန်တော့ဒီ transistor ပြတ်နေပြီနော်အဲ့တော့ဒီ transistor ရဲ့ဒီမှာဒီဘက်ငုံဒီပလန်ဒါ ground ငုံနဲ့ကျွန်တော်ဒီဘက်ထိတ်လျက်ငုံနဲ့ကိုကျွန်တော်တို့ဇာကနာလေးနဲ့ကျွန်တော်တို့ bypass လုပ်ကြည့်လိုက်ဩနော် ဒါဆိုရင်ကျွန်တော်တို့တွေးခေါ်ယူတာဒီမှာတွေ့လာเนาะဟုတ်ပြီဒါဆိုအသေးချာပါပြီဒီ transistor ပြတ်တာเนาะဒီ transistor ပြတ်တာဆိုတော့ဒီ transistor တိတိလေးเนาะ transistor ဟိုဟို MOSFET ပေါ့ဗျာ FET ဖြစ်ဖို့များတယ်เนาะ FET ဖြစ်ဖို့များသူကဟို speed နဲ့เนาะဒီကောင် SMP တိတိလေးနဲ့သူက RPM ကိုမောင်းယူရမှာဆိုတော့เนาะမောင်းယူရမှာဆိုတော့သူကเนาะ RPM control လုပ်ရမှာဆိုတော့ဒီကောင်က FET ဖြစ်ဖို့များတယ် affiliate ဖြစ်ဖို့များတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုဒီကောင်ကိုရဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်ကိုခလုံးနဲ့တက်မလားเนาะဒါမှမဟုတ်ရင်အလားတူ affiliate လေးနဲ့ပဲအစားထိုးမလားအဲအဲ့ဒါပဲရွေးရတော့မှာเนาะအဲ့တော့ကျွန်တော်တို့ကဟောကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်လောလောဆယ်အရင်ဆုံးဖြုတ်လိုက်မယ်ဗျာဟောဒီကောင်တော့တေချာသွားပြီအဲ့ဒါမှ affiliate တို့ဘာလို့မတက်ချင် ဟာလာဒီ ground ဒီဘက်က ground လမ်းကြောင်းရနေတစားယူခလုတ်လေးနဲ့ထည့်ပေးလိုက်လည်းရတယ်နော်ဒီလိုခလုတ်လေးနဲ့เนาะကျွန်တော်ပြရမယ်ဥပမာကျွန်တော်ပြရမယ်ဆိုတော့เนาะဒီလိုနှစ်စားခလုတ်နဲ့ပဲဖြစ်ဖြစ်သုံးစားခလုတ်နဲ့ပဲဖြစ်တာဒါသဘောတရားပြတာပေါ့ကွာเนาะဒီခလုတ်ကတော့ကျွန်တော်တက်ပေးမှာမဟုတ်ဒီခလုတ်ကဒါအဟောင်းเนาะเนาะဒီပလန်းကတစားယူလိုက်ဒီ transistor ကိုဖြုတ်လိုက် ဖြုတ်လိုက်တာတော့သိကြတယ်ဖြုတ်လိုက်ဖြုတ်လိုက်ပြီးတော့ဒီ base ငုတ်ကိုငုတ်ကလွတ်ထားလိုက်ဒီ IC ရောင်းနေဖြစ်တာလေနော်မဆိုင်ဘူးနော်ကျွန်တော်တို့ဟိုပြောမှာဆိုရင်ဟိုအသုံးဖြည့်ရေးနော်ပြန်ပြီးအသုံးပြုလို့ရရေးပြုပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ground စားနဲ့ ground plan ရနေရောတစားယူလိုက်ကျွန်တော်တို့သိသွားပြီပဲဗျာဟုတ်လားအပေါင်းဘိုးကရောင်းနေတဲ့ပန်ကာကမော်တာကွိုင်းကိုအနှုတ်ဘိုးကိုအပိတ်ဖွင့်လုပ်ပြီးမှဆိုတော့အနှုတ်ဘိုးဒီ main ground ကြီးကနေပြီးတော့တစားဒီမှာတက်ပေးလိုက် ကလုတ်တစားမှာတက်ပြလိုက်နောက်တစားမှာကဒီဒီ FED လေးရဲ့နော်အထွက်ပေါ်ဗျာနော်ကော်လက်တာငုံမှာကျွန်တော်တက်ပြလိုက်အဲဒါဆိုလို့ရှင်ဒီကောင်ပိတ်ဖွင့်လောက်တာနဲ့ကောင်လဲမယ်ဒါမှမဟုတ်တခုတော့ရှိတယ် speed တစ်မျိုးပဲရအောင်မယ်အဲနော် speed speed တစ်မျိုးပဲရအောင်မယ်ရတဲ့ speed ကလည်းအမြန်ဆုံး speed ပဲဖြစ်လိမ့်မယ်ဒါပဲနော်ဒါပဲကဲအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ဒီကောင်ဖြုတ်ရအောင်မယ်နော်ဒီ transistor ဖြုတ်ရအောင် မာတိတွေ့လားဟာမဒီဖရန်စစ်စတာလေးရဲ့လေးရပေါ်နောက်ဆိုင်၃ငုတ်ရှိကြเนาะဒါ IC ဘက်ကငုတ်က IC ဘက်ကငုတ်ကဒါ base base ငုတ်ဆိုတော့ဒီ collector နဲ့ emitter နဲ့ကိုကျွန်တော်ဒီမှာเนาะ bypass slot ဝေးလိုက်တာနဲ့ဒီကောင်လဲပြီဆိုတော့အဲ့သဘောတရားပေါ့ဗျာเนาะခလုံးနေရာမှာတုံးလိုက်တာဒီဇာကနာဟုတ်ပြီเนาะအပလန်းကြည့်ပြီးတော့ကျွန်တော်တို့အဲ့လိုဆုံးဖြတ်လို့ရတယ်ကဲအဲ့ဒီတော့เนาะဒါကတော့ကျွန်တော်ဒီလောက်ပဲပြမယ်ပေါ့เนาะဒီလောက်ပဲပြမယ်ဆိုတာက ဟိုတိသွားပြီပဲဗျာเนาะကျွန်တော်အကုန်လုံးလုံးကျွန်တော်ရှင်းပြတာပါเนาะခလုတ်တက်မလား transistor ambient transistor တလုံးအလားတူရှာတက်မလားဒါမှမဟုတ်ကိုယ်စီမှာရှိရဲ့ဟို FET ပေါ့ဗျာเนาะ FET တို့ဟိုနေတို့ရရယ်เนาะဒီကောင်းနေကျွန်တော်တို့ water cooler တို့ air cooler တို့ကတ်တဲ့ကတ်ကအဟောင်းလေးဖြုတ်ထည့်လဲရရယ်เนาะ water cooler တို့ air cooler တို့ကကတ်လဲဖြုတ်ကတ်က transistor လဲဖြုတ်ထည့်လို့ရရယ်အဓိကက အခုလို့ကျွန်တော်အခုလို့ circuit လိုက်ပြီးတော့တွေးခေါ်ယူပုံနေ component တွေအလုံးလုံးပို့ဟိုကျွန်တော်တို့တွေးခေါ်ယူပြီးတော့ဆိုတော့နော်အခြေခံ component လေးတွေရဲ့နော် RAC တွေ DD ရဲ့အရဲ့အလုံးလုံးပုံတည်ပြီးပြီး diagram လေးတွေ plan လေးကြီးတက်ပြီး diagram လည်းနော်ဒါဒါချမဆွဲသေးဘူးနော်ဒါအရင်ချဆွဲသေးတာမဟုတ်သေးဘူးနော်ချဆွဲရင်လွယ်သွားပြီလေဒီချမဆွဲဘဲနဲ့တော့မှကျွန်တော်တို့အခုလို့တွေးခေါ်ယူပြီးတော့ဆိုအချိန်ကကွန်ပိုနန့်လေးတွေအကြောင်းလုံးလုံးပုံတိထားတာ ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့လိုတွေးခေါ်ယူသွားလို့ရှိရင်ကျွန်တော်ဒီဘယ်စကားမဆိုကျွန်တော်တို့ diagram တွေဖတ်တတ်သွားမယ်ပလန်လေးတွေကြည့်တတ်သွားမယ်เนาะနောက်ဆိုမီတာနဲ့တော့ကျွန်တော်အခုပြသွားတဲ့နေ့ကမီတာနဲ့တော့ light ထောင်းနေကြမလို့เนาะသူရဲ့အလုပ်လုပ်ပုံပလန်ကိုကြည့်ပြီးရဆိုကျွန်တော်တို့ပြောပြသွားတာလက်တန်းပြောပြသွားတာပေါ့เนาะအဲ့လိုအနေထားမျိုးရောက်အောင်လို့ကျွန်တော်ရဲ့เนาะ THK electronic เนาะ Telegram group ကနေပြီးတော့ online class လေးဖွင့်ပေးထားပါတယ်เนาะ ဖွင့်ပေးထားပါတယ်။တင်နန်းကြီးကကျွန်တော်9000တက်မှတ်ထားပါတယ်။တင်နန်းကာလာတက်မှတ်ချိန်က6လပါနော်။6လတက်မှတ်ထားပါတယ်။6လပြီးွားလို့ရှိရင်လည်းတင်နန်းပြီးွားရင်လည်းကျွန်တော်မဖြတ်ဘူးပေါ့နော်ဒီကလူကိုရာတက်ပံကလူဖြစ်ကျွန်တော်ထားမှာဖြစ်ပါတယ်နော်ပြီးရင်တင်နန်းမှာ6ပြပေးမဲ့ဗီဒီယိုတွေကကျွန်တော်အရင်နေ့ကတင်ပေးထားတဲ့ဗီဒီယိုနှစ်ပုဒ်ရှိပါတယ်နော်အဲ့နှစ်ပုဒ်မှာကျွန်တော်တင်နန်းအကြောင်း တနားမှာတင်မဲ့တင်ရုံညွှန်းတဲ့အကုန်လုံးမိတ်ဆွေတို့ကိုကျွန်တော်အတိပေးချပြပေးရပါတယ်။နော်ဝင်ရောက်လေ့လာကြည့်ပါเนาะအခုဒီဗီဒီယိုရဲ့အရင်တင်ထားတဲ့ဗီဒီယိုနှစ်ပုဒ်ရှိတယ်ပေါ့နော်။အဲဒီဗီဒီယိုနှစ်ပုဒ်မှာကျွန်တော်တင်နန်းမှာတင်မဲ့တင်ရုံညွှန်းတဲ့ကိုကျွန်တော်မိတ်ဆွေတို့အတွက်အတိပေးပြီးတော့ချပြမျှဝေပေးရပါတယ်เนาะ။အဲ့မှာဝင်ရောက်လေ့လာကြည့်ပါ။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေပါတယ်အကုန်ပါပါတယ်เนาะ။ကျအားလုံးသောမိတ်ဆွေများကိုစိတ်နှစ်ဖြာရှင်လန်းကြမှာပြီးတော့เนาะ ွန်ဆန္ဒမှန်သမျှလည်းတော်လုံးတိုးရတဲ့ပြည်စုံကြပါလေလို့ကျွန်တော် THK Electronic ကနေပြီးတော့စွန့်မောင်းကပို့တာလိုက်ပါရနော်။